ဂျပန်နိုင်ငံကထိုင်ဝမ်ရေးမှစီးရေးရဝင်ဆွဲဖက်ရင်တိုင်းပြည်တစ်ခုလုံးကိုစစ်မြေပြင်တစ်ခုဖြစ်ပြောင်းလဲလိုက်တာလို့တရုတ်စစ်တပ်ရဲ့အဘော်သတင်းစာကဖော်ပြပါတယ်။ထိုင်ဝမ်ကိုအင်အားသုံးသိမ်းပိုင်ရင်ဂျပန်ကကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့စေလွတ်မယ်လို့ဂျပန်ဝန်ကြီးချုပ်ဆာနေတာကိုင်ချီကနိုဝင်ဘာ9ရက်မှာလွှတ်တော်မှာပြောကြားခဲ့ပါတယ်။ဂျပန်ရဲ့ဆွဲဖက်မှုကိုကျူးကျော်တိုက်ခိုက်မှုတစ်ခုဖြစ်ရှုမြင်ကြောင်းတရုတ်နိုင်ငံကအစောပိုင်းမှာပြောကြားခဲ့ပြီးအပြင်းထန်လက်တုံ့ပြန်မယ်လို့ဆိုပါတယ်။ ဂျပန်ဟာဆေးရည်နီလန်းနဲ့အခြားတိုင်းပြည်ရဲ့ပြည်တွင်းမှာဆွတ်ဖက်လိုတဲ့ရည်ရွယ်ချက်ကိုစာနေကဖွင့်ဟပြခဲ့တာလို့တရုတ်စစ်တပ်ပိုင်းသတင်းစာကဖော်ပြပါရယ်ဂျပန်ရဲ့လုံရက်တွေဟာတိုင်းပြည်ကိုပြန်လည်မရှိတဲ့လမ်းကိုဥတီစေနိုင်တယ်လို့တရုတ်ခေပြိုင်နိုင်ငံတကာဆက်ဆံရေးအင်စတီကျူကသုတေသီရှူယွန်စီက ရေးသားခဲ့ပါရယ်ဂျပန်ရဲ့လုံရက်တွေဟာတနိုင်ငံလုံးကိုစစ်မြေပြင်တစ်ခုဖြစ်လာစေနိုင်တယ်လို့၎င်းကဆောင်းပါးထဲမှာရေးသားခဲ့ပါရယ် ဂျပန်ဟာမြောက်ပိုင်းရှိဟော့ကိုင်ဒိုကျွန်းကနေတောင်ပိုင်းရှိအိုကီနာဝါရှိဒါဇင်နဲ့ချီတဲ့လေဆိပ်တွေစိတ်ကန်းတွေကိုစစ်ဘက်နဲ့ရပ်ဖတ်သုံးလေဆိပ်နဲ့စိတ်ကန်းတွေဖြစ်ပြောင်းလဲခဲ့ပြီးလေဆိပ်နဲ့စိတ်ကန်း39ခုမှာဂျက်တိုက်လေယာဉ်တွေစစ်ဘက်တည်ယူပို့ဆောင်ရေးလေယာဉ်တွေဖြန့်ကျက်ထားပါတယ်။ဂျပန်ကထိုင်ဝမ်ရေးမှဝင်ဆွဲဖက်ရင်ဂျပန်အစိုးရဟာတနိုင်ငံလုံးကိုကိုယ်ပါတာဖျက်ဆီးမှုဖြစ်လာပါလိမ့်မယ်လို့ရှုယုံစီကဆိုပါတယ်။ တရုတ်ကထိုင်ဝမ်ကိုတရုတ်ပြည်မှကြီးရဲ့အစိတ်ပိုင်းဖြစ်ရှုမြင်ပြီးလူဝန်ရင်အင်အားသုံးပြန်ပေါင်းစည်းမယ်လို့ပြောဆိုထားပါတယ်ဂျပန်နဲ့အမေရိကန်ပါဝင်နိုင်ငံများစုကထိုင်ဝမ်ကိုချုပ်ချာအာဏာပိုင်နိုင်ငံဖြစ်အသိမှတ်မပြုပေမဲ့ထိုင်ဝမ်ကိုအင်အားသုံးသိမ်းပိုက်တာကိုစန့်ကျင်ပြီးစစ်လက်နက်တွေထောက်ပံ့မှုကတိပြုထားပါတယ်ဖိလစ်ပိုင်နိုင်ငံကလာမယ့်နှစ်မှာအာဆီယံဖွဲ့ရဲ့ဥက္ကဋ္ဌတာဝန်ယူမှာဖြစ်လို့ မြမရေးငင်းချမ်းတဲ့ဖြေရှားဖို့နိုင်ငံတိုင်းဝင်ကြီးထရီဆာလာဇာရိုကို အထူးကိုယ်စားလှယ်ဖြင့်ဖိလစ်ပိုင်သမ္မတဖာဒီနန်မာကော့စ်ကခန့်လိုက်ပါတယ်။ဖိလစ်ပိုင်နိုင်ငံဟာတွေးဆုံဆွေးနွေးမှုတွေကတဆင့်ငင်းချမ်းရေးနဲ့တည်ငြိမ်မှုရရှိဖို့ဆက်လက်လှုပ်ဆောင်မယ်လို့2026ခုနှစ်အာဆီယံဥက္ကဋ္ဌတာဝန်ယူမှုအခမ်းအနားမှာမာကော့စ်ကပြောပါတယ်။ဖိလစ်ပိုင်နိုင်ငံဟာပြည်ပဆိုင်ရာဥပဒေကိုလိုက်နာကသမယိုးချနဲ့သမယိုးချမဟုတ်တဲ့လူမျိုးရေးကိစ္စရပ်တွေမှာပူးပေါင်းဆောင်ရွက်မှုတိုးမြင့်မယ်လို့သူကဆိုပါတယ်။ ပူပေါင်းဆောင်ရွက်မှုနဲ့နားလည်မှုကတဆင့်ကမ္ဘာအတိုင်းဝိုင်းမှာငြိမ်းချမ်းတဲ့တိုးတက်မှုအင်အားတစ်ခုဖြစ်အာဆီယံဖွဲ့ကသူ့ရဲ့အခန်းကဏ္ဍကို မြင့်တင်နိုင်မယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်လို့သူကဆက်ပြောပါတယ်။သူ့ကိုပေးအပ်ထားတဲ့ခွင့်အာဏာနဲ့အာဆီယံပုံသဘောတူညီချက်၅ရက်ရဲ့လမ်းညွှန်ချက်အတိုင်းမြန်မာပြည်သူတွေကိုပံ့ပိုးကူညီမဲ့အပြုသဘောဆောင်တဲ့အားလုံးပါဝင်တဲ့အဖြစ်တစ်ခုကိုလာဇာရိုကဆောင်ကျင်းပေးမယ်လို့ယုံကြည်ကြောင်းမာကို့စ်ကပြောပါတယ်။ ဘုံသဘောတူညီချက်9ရက်ဆိုတာ2021ခုနှစ်မှာအာဆီယံခေါင်းဆောင်တွေသဘောတူထားတဲ့မြမရေးငြိမ်းချမ်းရေးလမ်းညွှန်မြေပုံတစ်ခုဖြစ်ပါတယ်